င်္ဂလာပါရှင်မိတ်ဆွေတို့ဖြစ်ဘူးလားရှင်ကျမတို့မျိုးသမီးတွေပေါ့နော်ယာတီလာပြီဆိုလို့ရှိရင်ဘိုင်းနာတဲ့ခါနာနဲ့အဖြေရှာလို့မရတဲ့အတွက်ပေါ့နော်ကျမတို့တွေယာတီလာပြီဆိုလို့ရှိရင်အစားတွေခဏခဏစားတယ်ပြီးလို့ရှိရင်အများကြီးစားမိတယ်ဒီထက်ပိုဆိုတာပေါ့မောတွေမကောင်းလို့ပဲဖြစ်တယ်သွေးဆုံးခါနီးမှဆိုလို့ရှိရင်ခေါင်းတွေမူးတယ်ရင်ထဲမှာပူတယ် ကနာမငိမ်ဖြစ်တာပေါ့နော်စိတ်တွေတိုးလာတယ်အဲ့မပြောနောက်ဆုံးဘလောက်ထိဖြစ်ဆိုလဲဆိုလို့ရှိရင်ရှင်းစစ်လက်စစ်အစင်းမြင့်ကြိုက်ပြီးတော့ပေါ့နော်ခေါင်းတွေအယံမူးတဲ့ထီးတို့ခံစားရတာကိုတွေးရှိရတာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျမတို့တွေဘလို့ဖြည့်ရှင်းကြမလဲအင်မွန်နဲ့အတူတူပေါ့နော်ခလစ်ပရန်လေးကိုသွားပြီးတော့ ောက်သုံးရမှာဖြစ်ပါတယ်เนาะဒီ crypto မှာအရန်ရေးကြည့်တယ်ပါဝင်တဲ့ပစ္စည်းတွေอ่ะဆိုလို့ရှိရင်နံပါတ်1အနေနဲ့ဆိုလို့ရှိရင်ထင်းရှူခောက်လို့ခေါ်တယ်ဗောနောထင်းရှူခောက်ဟောဆိုလို့ရှိရင်ကျမတို့ရဲ့မျိုးသမီးတွေမှာဖြစ်လေဖြစ်တာရှိတယ်အမြင်ဓာတ်တွေအနံစော်ဓာတ်တွေအဲ့ဒီဓာတ်တွေကိုလည်းကျမတို့တက်တာစီပြီးတော့မှမျိုးသမီးတွေချို့တွေခလေးမွေးပြီးတဲ့မျိုးသမီးတွေဆိုလို့ရှိရင်ကျမတို့တွေနုမတိုက်တဲ့မိခင်တွေဆိုလို့ရှိရင်လည်းဒီ crypto လေးကို တောက်သုံးပေးလို့ရတာဖြစ်ပါတယ်ရှင်နော်နောက်တစ်မျိုးကကြတော့ goji berry လို့ခေါ်တယ် goji berry ရဆိုလို့ရှင်ကျမတို့မျိုးသမီးတွေရဲ့သွေးနီဥကို အားကောင်းစေတာဖြစ်ပြီးတော့သွေးဖြူဥကိုလည်းထိန်းညော့ပေးထားတာ ဖြစ်ပါတယ်ရှင်เนาะဒီထက်ကောင်းတဲ့အရာနောက်ထပ်တစ်ခုကကြတော့ပဲဖြူပဲဖြစ်ပါတယ်ရှင်เนาะပဲဖြူမှာပါဝင်တဲ့မျိုးသမီးတွေအတွက်အရန်နဲ့မှာပေါ့เนาะနာကျင်ကြိုက်ခဲမှုတွေကိုရှင်းချပေးပြီးတော့မှတွေးလက်ပတ်မှုတွေကောင်းလာတဲ့เนาะမောအားတွေကောင်းစေတာဖြစ်ပါတယ်ရှင်เนาะနောက်တစ်မျိုးကကြတော့ငားမရရှိတဲ့ collagen ဓာတ်ပဲဖြစ်ပါတယ်ရှင်အားရည်တွေပေါ့เนาะတင်းရင်းစေဖို့အတွက်ဒီငား collagen ဓာတ်ကနေပြီးတော့ရရှိတဲ့အရာတခုလည်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ root sap လို့ခေါ်တယ်ပေါ့เนาะအဲ့ဒီ root sap ကလည်းပေါ့เนาะမျိုးသမီးတွေအတွက်နှလုံးအားတွေ ကိုကောင်းစေတယ်ပြီးလို့ရှိရင်ပေါ့နော်တက်အင်းကျမ်းမာရေကောင်းလာတယ်ပြီးလို့ရှိရင်တက်အင်းတက်အင်းကိုကြည်ရေးစေတယ်ပေါ့နော်ရင်သားတွေဆိုလို့ရှိရင်လည်းတင်းရင်းလာပြီးတော့လှပစင်မှာဖြစ်ပါလေရှင်နော်နောက်တစ်ခုကကြတော့ပလဲစီပဲဖြစ်ပါလေရှင်နော်သားရေတွေကိုစုပြင်ကြည်လင်စေပြီးတော့မှကျမတို့ဗီတာမင်ဓာတ်တွေအများစွာရရှိပြီးတော့ ွေးလက်ပတ်မှုကိုအရှာနဲ့မှကောင်းစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါလေရှင်နော်နောက်တစ်မျိုးကကြတော့အိန္ဒိယနိုင်ငံမှာထွက်ရှိတဲ့ငရုတ်ကောင်းပဲဖြစ်တဲ့ငရုတ်ကောင်းအောင်ဆိုလို့ရှင်စာချေစနစ်ကိုကောင်းစေပြီးတော့မလိုအပ်တဲ့စီပိုတွေကို ဖယ်ထုတ်ပေးမှာဖြစ်ပါလေရှင်เนาะနောက်တစ်ခုကကြတော့ cherry ပဲဖြစ်တယ်เนาะ cherry သီးကကြတော့ vitamin ဓာတ်တွေအများစွာရရှိတဲ့အတွက်မလို့ခမီးတွေတွဲဆိုလို့ရှင်အသားရေဝင်းပစေပြီးတော့မှကြီးလင်းလင်းလေးဖြစ်စေတာဖြစ်တယ်နောက်တစ်ခုကကြတော့ q cytin လို့ခေါ်တဲ့ vitamin c vitamin e တွေအများစွာကျွဲဝါတဲ့အတွက်မလို့ကျမတို့မျိုးသမီးတွေ day day wet chan เนาะဒီလိုမျိုးပြဿနာတွေကိုလည်းသွားပြီးတော့ဖြေရှင်းပေးတာဖြစ်တယ်မိတ်ဆွေတို့ရောဒီလိုမျိုးပြဿနာတွေဖြစ်နေကြတာမျိုးသမီးတွေလားစင်လား တိုင်းပေါ့နော်ဒီလိုမျိုးပြဿနာတွေနဲ့နေ့စဉ်လာတိုင်းတွေ့နေရတဲ့အရာကို Creep Plus လေးကနေပြီးတော့ဖြေရှင်းပေးမှာဖြစ်တဲ့ဒီ Creep Plus ဆိုလို့ရှိရင်မျိုးသမီးတွေရွယ်ရောက်လာပြီးဆိုတာနဲ့လူတိုင်းတောက်သုံးတက်တာဖြစ်တဲ့ပြီးလို့ရှိရင်နောက်တစ်ခုကသွေးဆုံးတဲ့ကာလကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်နော်မျိုးသမီးတွေလူတိုင်းပေါ့နော်တစ်နှစ်မှာတစ်လုံး မိဝဲနိုင်ပါလေရှင်เนาะမင်းစားပြီးချိန်လဲရတယ်နေ့လည်ပဲလဲရတယ်အဲ့ရဝင်ချိန်လဲရတာဖြစ်တဲ့တော့မလို့မိတ်ဆွေတို့ရဲ့ပြဿနာအားလုံးကို clip black ကနေပြီးတော့စောက်ရှောက်ပေးပါလိမ့်မယ်ရှင်เนาะဒါကြောင့်မလို့ဒီတနေ့မှာကျတော့ clip ပြတ်တောင်းကိုလာပြီးတော့ပြောပြပေးတာတော့ဒီလောက်နဲ့ပဲနီကွန်ချုပ်ချင်ပါတယ်ကျမနာမည်ကတော့အင်မွန်မြေလို့ခေါ်ပါတယ်ရှင်မင်္ဂလာပါရှင်